အစ္စရေးဟာဂါဇာကမ်းမြောင်ဒေသမှာအကူအညီတွေပေးဆုံမှုကိုဆက်လက်လှုံ့ဆော်နေတာကြောင့်ဂါဇာဟာတပ်ကွင်းတစ်ခုဖြစ်လာတယ်လို့ကုလသမဂ္ဂအကြီးအကဲအန်တိုနီယိုဂူတာရက်စ်ကဧပြီလ၈ရက်ကပြောပါရယ်ဂူတာရက်စ်ရဲ့ဆွဆွဲချက်ကိုအစ္စရေးတာဝန်ရှိသူတဦးကအလျင်မြန်ညင်းဆိုခဲ့ပြီးအကူအညီဝင်ရောက်မှုကိုဖျက်တောက်ခြင်းမရှိကြောင်းပြောကြားခဲ့ပါရယ် ဂါဇာမှာဘာအကူအညီမှဖြတ်တန်းခွင့်မရတာတလကျော်သွားပါပြီ။အစားစာမရှိ၊လောင်စာမရှိ၊စေဝါမရှိပဲနေထိုင်နေရတာပါ။အကူအညီဝင်ရောက်မှုကိုလုံးဝရပ်တန့်လိုက်တဲ့အတွက်ခံစားနေရတဲ့ဒုက္ခတွေကပိုများလာပါတယ်။အကူအညီတွေမရရှိတဲ့အတွက်ဂါဇာဒေသခံတွေကပိုဒုက္ခရောက်နေပြီးခက်ခဲနေကြပါတယ်လို့ဂူတာရက်စ်ကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။အစ္စရေးနိုင်ငံသားဦးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Orama Mostain ကဒီဆွဆွဲချက်တွေကိုညင်းဆိုပြီးဂါဇာမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ဆို့ခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပြင် Mostain က Hamas တွေဟာဂါဇာမှာလက်တလောအကူအညီတွေကိုတုံးပြီးစစ်ပွဲရန်နေရာပြန်လည်တည်ဆောက်နေတယ်လို့ဆွဆွဲထားပါတယ်။